ခုပြပြပြီးတော့မှအကြောင်းအကျောပါလဲဆိုရင်ခက်ခဲပေါ့နော်ခက်ခဲဆိုတာကြာတော့ data ဆိုင်ရင် machine learning နဲ့ AI ပညာရှင်တွေအတွက်ဒီအကြီးကြီးဆုံး online platform တစ်ခုဖြစ်တယ်ပေါ့နော်အဲတော့ကြာဘယ်နေပိုင်ဆိုင်တာလဲဆိုရင် cookie ကနေပိုင်ဆိုင်ထားရပေါ့နော်အဲ့မှာဆိုရင် data science စမ်းသပ်ဖို့သင်ဖို့ပြင်ဖို့နဲ့ data set ရဖို့နေရာတကူဖြစ်တယ်ပေါ့နော် န်ဒီမှာဆိုရင်ဒီပထမဆုံးပါအကြောင်းပြရမလဲဆိုရင်ခက်ခဲရပါနဲ့နာမည်ကြီးတယ်ဆိုရင်အဲ data set data စုစုရေး data စုစည်းမှုနဲ့နာမည်ကြီးရပေါ့နော်အဲဒီမှာဆိုရင် data set ရှိရယ်အဲဒီ data 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 set ဆိုတာကြာကြအချက်အလက်တွေစုစည်းထားတဲ့ file မျိုးပြောရပါ။အာ data science နဲ့ machine learning လို့ပြောရတဲ့ဒီအချက်အလက်တွေအခြေခံအုတ်မြစ်ပဲဖြစ်ပါရဲ့ပေါ့နော်။ အမ်ဒီခက်ခဲမှာဆိုရင်ဒီကမ္ဘာတဝန်းနေမှာအသုံးပြုရဲသူတွေတင်ထားတယ်။တမောင်းများဆိုတော့ data အစုအဝေး data set တွေကိုအခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်တယ်ပေါ့နော်။ဒီမှာဆိုရင် data set data set အားလုံးလေးကြည့်လို့ရရပေါ့နော်။အဲပြောမှဆိုရင်အဲ ဘာပါလဲဆိုရင်ဒီမှာဆိုရင်အဲ classification နဲ့ပတ်သက်လာဆိုရင် classification နဲ့ပတ်သက်တဲ့ data set တွေရှိတယ်။အဲဒီမှာသူနဲ့ပတ်သက်တဲ့ data set တွေအများကြီးရှိရပေါ့နော်။ဥပမာဆိုရင်အဲ supermarket ရောင်း data တွေ၊ယာရီဥတု data တွေ၊အဲဓာတ်ပုံတွေအဲဒါမှမဟုတ်ဒီအငရင်အနေနဲ့စားတဲ့ data set စားရအကုန်လုံးရှိရပေါ့နော်။ အဲဘလို့အသုံးပြုမလဲဆိုရင်တင်ယူနေလာတဲ့သူတွေအဲသူတေတနာပြုလုပ်တဲ့သူတွေပေါ့နော်ဒါမှမဟုတ် community data set တွေကိုယူမှလေ့လာစမ်းစစ်တာတွေ AI model လေ့ကျင့်ပေးတာတွေကိုပြုလုပ်လို့ရတယ်ပေါ့နော်ဒါကြကြတော့ data set ပြီးွားပြီဆိုရင်အန်ဒီအနောက်တစ်ခုကကြကြပါလဲဆိုရင် model ပေါ့နော် အမ်မော်ဒယ်လို့ပြောလိုက်တာနဲ့မော်ဒယ်ဆိုတာကြကြတော့ဒီ data set ကိုသုံးမှာ prediction တော့ classification တော့ analysis လုပ်ဖို့အတွက်တင်ကန်းစာတစ်ခုပြုလုပ်ပေးတဲ့ platform တစ်ခုဖြစ်တယ်ပေါ့နော်အမ်မော်ဒယ်ဆိုတာကိုယ့်ရဲ့ကိုယ့်ရဲ့ data set ခုနက data set တွေကိုအတူပြပြလေ့ကျင့်ပေးထားတဲ့ AI တို့မဟုတ် machine learning စနစ်တစ်ခုကိုပြောပါပေါ့နော်အဲဒီ model တွေကဒီအနာဂတ်ကိုခန့်မှန်းပေးနိုင်တာတွေအဲဒီခန့်မှန်းပေးနိုင်တာတွေ အဲတပ်ပုံခွဲချတဲ့စတဲ့အလုပ်တွေလုံဆောင်ပေးနိုင်တယ်ပေါ့နော်ဒီကခဲမှာဆိုရင်ပြီး train data ချုပ်တင်လေးချက်ပြီးတာရဲအဲပုံစံတွေကိုလည်းတွေ့နိုင်တယ်ပေါ့နော်အဲဒီ model တွေကတင့်ကိုတင့်တင့်ကိုပေါ့နော်အစားအနေပြန်လဲတိစောက်စရာမလိုပဲနဲ့အဲကိုယ့်ရဲ့ project တွေမှာချက်ထက်တွင်အသုံးပြုနိုင်တယ်ပေါ့ပြုနိုင်တယ်ပေါ့နော်ဥပမာဆိုရင်ဘယ်လိုမျိုး high လဲဆိုရင်ဒီမှာဆိုရင်အဲဒီ geography တို့တွေအဲအချင်းမားတွေစတဲ့လိုမျိုး model တွေကိုဒီ အဲကွန်တီဆောက်ဆရာမလိုဘဲနဲ့ကွယ်မော်ဒယ်မှာထည့်သွင်းလို့ရရပါဘောနော်အဲနောက်တစ်ခုဘာလဲဆိုရင်ဒီအဲ competition ဆိုတဲ့ဒီအဲပြိုင်ပွဲအကြောင်းနေရှိရပါဘောနော်သူကဘာလဲဆိုရင်ဒီအဲ competition ဆိုတာကခဲ့အကျော်ကြာဆုံးအစိပ်ပိုင်းတစ်ခုဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်အချက်လက်ပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဒီ company ကြီးဒါမှမဟုတ်သူတည်တနာအဖွဲ့အစည်းတွေကသူတို့မှာရှိတဲ့ အစိန်ခေါ်မှု program တစ်ခုအတွက်ကို data pay app ဒီမှာ add data အသုံးပြုကအကောင်းဆုံးခံရတဲ့ model ကိုတိစောက်ပေးဖို့စဉ်းကြထားရပါတော့။ဒါဆိုရင်တော့ဒီ no late အပိုင်းကြီးဖြစ်တဲ့ဒီအောက်မှာကျတော့ဒီစုချင်းမြင့်နဲ့စုချင်းငွေ price money ဒါမှမဟုတ် computer စုတွေပေးမြင့်ချင်းမြင့်လေးရှိတဲ့ဒီ price တွေနဲ့စဉ်းကြထားတဲ့ high ရှိရပါတော့။အဲဒီမှာဆိုရင် price money သူရဲ့တတ်မှတ်ထားတဲ့ price money အစစ်စစ်နေရှိကြရပါတော့ဒီမှာဆိုရင်ဘလောက် price ပေးမလဲဆိုတဲ့ဟာ၄သူပြောပြထားရပါတော့နောက်တစ်ခုအကြကြတော့ဒီဘာလဲဆိုရင်ခက်ခဲရဲ့ခက်ခဲရဲ့ကိုအကြောင်းပြောပြပြောမှာပေါ့နော်အဲကုတ်မှာဆိုရင်လည်းဒီဘာဘာဘာလဲဆိုရင်ဒီ အဲကုတ်တွေပါဝင်နေပေါ့နော်ဒီဒီမှာဆိုရင်ဒီတိုးလောက်ထားတဲ့ကုတ်တွေပါဝင်နေဒီမှာတိုးလောက်ထားတဲ့ကုတ်တွေပါဝင်နေဒီကုတ်တွေကနေမှာအဲကိုပါဘူးစမ်းတက်ကြည့်လို့ရရပေါ့နော်အဲနောက်ကြာရင်ဒီ fiber လဲဆိုရင် description နေပါတယ်အဲ description ကကြကြတော့ဆွေးနေလို့ရရပေါ့နော်အာဒီအတော့ကာကဲအသုံးပြုလို့အခြေခြေမေးခွန်းနေမိမဲ့နာအဖြေတွေပေးတာဒီလက်နေကိုဝေဖန်ဆွေးနေတာပြုလို့ရရတယ်ဒီအဲဒီ ခဏတစ်ခုပဲဖြစ်တယ်ပေါ့နော်သူရဲ့အရေးချက်ကကြာကြာကြာတော့ဒီ competition ပြိုင်ပွဲတစ်ခုမှပါတယ်ဒီဒါအကြောင်းနားမလဲရတာမဟုတ်ပြဿနာတစ်ခုကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုညီတောင်းခံနိုင်နေပေါ့နော်ဒီ data set တို့နှုတ်ဖို့တို့ model နဲ့ပတ်သက်မှာအကြံပြုချက်တွေလည်းပေးနိုင်တယ်ရယူနိုင်တယ်ပေါ့နော်ဒီအတကြအနေနဲ့ဆိုရင်ဒီနေရာမှာပါဝင်ခြင်းအပြင်တင်းရဲ့အကကဲအကကဲမှာရှိရဲ run asset တန်းနဲ့ internet နဲ့လို့ဒီပညာရေးဆိုင်ရာကွန်ရက်ချိဆက်မှု networking နေလည်းရရှိနိုင်တယ်ပေါ့နော် ောက်တစ်ခုကြောက်ပါလဲဆိုရင်ခခဲရဲ့လမ်းခခဲရဲ့လမ်းမှာဆိုရင်သူကတင်နန်းပုံစံပေါ့နော်အဲခခဲလမ်းလို့ခေါ်တယ်အခမဲ့ online online course တွေလည်းရှိရပေါ့နော်တွားကြ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 တော့ data science နဲ့ machine learning လေ့လာတဲ့သူတွေအတွက်အလွန်အသုံးဝင်နေပေါ့နော်အဲဒီမှာဆိုရင်ဒီ programming ပါတယ်ဒီမှာ computation ဆိုတဲ့ဟာပါတယ်ဒီမှာဆိုရင် pattern လေ့လာခြင်းနဲ့ဆိုလဲ pattern လေ့လာခြင်းနဲ့ဟာ၄အဲကိုလေ့ကျင်လေ့လာခြင်းနဲ့ဟာ၄အေးလေ့လေ့လေ့ကျင်တဲ့ငယ်စားရပါနေပေါ့နော် အနောက်တစ်ခုကကျတော့ဗာလဲဆိုရင်ခခဲရဲ့နှုတ်ဖို့ခခဲနှုတ်ဖို့လို့ပို့ဆိုရင်ဒီအပောင်းကိုနှိပ်လိုက်မယ်ပြောရဆိုရင်နှုတ်ဖို့ကိုရေးလိုက်မယ်ပေါ့နော်ဒီခခဲနှုတ်ဖို့မှာဆိုရင်ဗာလဲလုံးနိုင်လဲဆိုအဟခခဲမှာဆိုရင်နောက်တဲ့ဒီအခရီးကိုသွားရင်မှဒီအနုတ်ဖို့ကိုသွားမယ်ပေါ့နော်ဒီမှာဆိုရင်နှုတ်ဖို့မှာဆိုရင်အဲခခဲရဲ့ကုတ်ဆိုတာကြာကြခင်ကခံရလို့တိကျကြတဲ့ခခဲနှုတ်ဖို့ကိုညွှန်းတာပေါ့နော် အဒီနေရာမှာဒီအင်ဒီမှာဒီဒီနေရာမှာဆိုရင်ကုတ်တေကိုတခါရဲရေးလို့ရတယ်ပေါ့နော်အဲအခမဲ့အသုံးပြုနိုင်တယ်ပေါ့နော်ဒီအဲကိုယ့်ရဲ့ကွန်ပျူတာမှာဘာ software မှာ install လုပ်စရာမလိုပဲနဲ့ဒီခံငယ်ရဲ့ server ပေါ်မှာ code တွေရေးသားနိုင်တယ် running လုပ်နိုင်တယ်ပြီးတော့ကြက်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 တော့ဒီအဲ powerful hardware ဖြစ်တဲ့ဒီ model ကြီးရတဲ့ train board အတွက်ဒီ CPU အဲ TPU တွေကိုအခမဲ့တုံခွင့်ရရပေါ့နော်အဲခက်ခဲမှာတော့ Python နဲ့အာ R programming တွေကိုအပရမအပရဂမ်မင်းကုတ်တွေကို run လို့ရတယ်အဖီ GPU TPU support လေးရပါတော့เนาะအဲကြောင့်မို့လို့ training virtualization တက်စင်အတွက်အသုံးဝင်နေပေါ့เนาะ